အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုပြောပြပေးတော့မှာက iOS iPhone မှာ One Inch Application ကိုဘယ်လို download လုပ်ရမလဲဆိုတာနဲ့အကောင့်ခွင်ကြီးငွေတွင်းကြီးငွေထုတ်ကြီးကိုပြောပြပေးတော့မှာဖြစ်ပါတယ်အရင်ဦးဆုံး One Inch Application ကို download လုပ်ဖို့အတွက် App Store region ကို Colombia region ဖြစ်ပြောင်းလဲပေးဖို့လိုအပ်ပါတယ်မိမိရဲ့ App Store region ကိုပြောင်းလဲဖို့အတွက် App Store ထဲသို့သွားပါ Apple account profile နဲ့ကိုဝင်ပေးပါမိမိ account ထဲကိုဝင်ပါ country origin တို့သွားပါ change country origin ကိုနှိပ်ပါ Colombia ကိုရွေးပေးပါ များပြထားတဲ့နေရာတော့ကို agree နှိပ်ပေးပါအဝါချက်လက်များတိုင်းဖြည့်ပြီးတော့ nest ကိုနှိပ်ပေးပါ ဒီနေရာမှာနန်းဆိုတဲ့နေရာလေးမှာနန်းဖြစ်မနေပဲတချို့ Apple ID တွေက subscription ဝယ်ထားတာဖြစ်ဖြစ် Spotify ဝယ်ထားတာဖြစ်ဖြစ် Telegram Premium ဝယ်ထားတာဖြစ်ဖြစ်နန်းဖြစ်မနေဘူးဆိုရင်အပြင်ကိုပြန်ထွက်ပြီးတော့ subscription ဆိုတဲ့နေရာလေးမှာမိမိရဲ့ Premium ကိုနန်းအပ်တက်လုပ်ပြီးတော့ဒီလိုနန်းလေးပြောင်းထားဖို့လိုအပ်ပါတယ်ခင်ဗျာဒါမှ region change လုပ်ရမှာဖြစ်ပါတယ်အခုဆိုရင် one is spell application ကို app store မှာ one is spell လို့ရရှာပြီးတော့ download လုပ်လို့ရပါပြီခင်ဗျာ application ကို install တင်ပြီးတော့ရင်တော့မိမိတို့ရဲ့မူလ region ကို ပြန်လဲပြောင်းလဲပေးလို့ရပါတယ်ခင်ဗျာဒါဆိုရင် account ဖွင့်နေကိုဆက်ပြီးတော့ကြည့်ကြရအောင် account ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ registration ဆိုတာလေးကိုရွေးပေးပါခင်ဗျာ ဒီနေရာမှာ in one click ကိုရွေးပေးပါခင်ဗျာ promo code ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ s n 47ကိုမှန်ကန်စွာဖြည့်ပေးပါခင်ဗျာโปรโมโค้ด FN47 ကိုဖြည့်ပြီးတော့ဆိုရင်တော့ဒီလောက်ကွက်လေးကိုနှိပ်ပြပါ အားလုံးပြီးသွားရင်တော့ကျွန်တော် register ကိုနှိပ်ပေးပါဒီနေရာမှာ၄တောင်းကွက်လေးကိုထပ်နှိပ်ပေးပါခင်ဗျာကျွန်တော်ဒီမှာတော့ရွေးခန်းတာလေးကိုမန်အောင်ရွေးပေးလိုက်ရင်ရပါပြီခင်ဗျာဒီမှာတော့မီတာပိုက်ကောင်လေးကိုရွေးခိုင်းပါတယ်ကျွန်တော်တို့ရွေးပြီးတော့ verify ဆိုတာလေးကိုနှိပ်ပေးပါ အမှန်ချက်ပြရရင်တော့အကောင့်ဖွင့်ခြင်းအောင်မြင်တော့ပါခင်ဗျာကျွန်တော်ဒီမှာရလာတဲ့ ID နဲ့ password ကို screenshot ရိုက်ပြီးတော့တင်ထားပေးဖို့လိုအပ်ပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ကျွန်တော်အကောင့်ထွက်သွားတဲ့ချိန်မှာဒီ ID နဲ့ password ကိုအတုံးပြုပြီးတော့ login ကနေအကောင့်ပြန်ဝင်ရမှာဖြစ်တဲ့အတွက်အရန်ကိုအရေးကြီးပါတယ်ခင်ဗျာပြီးတော့ရင်တော့ next connect ပေးပါ ကျွန်တော်တို့ငွေတွဲမယ်ဆိုရင်မီနူးကိုနှိပ်ပေးပါခင်ဗျာမိတ်ဆွေတို့အနေနဲ့ငွေတွဲငွေထုတ်ကိုကိုယ်နိုင်ကောင်းရှုပ်ခံပြီးတော့မလုပ်ချင်ဘူးဆိုရင်တော့ Viber Telegram ဖုန်းနံပါတ်39 88 44 3935ကိုဆက်သွယ်ပြီးတော့ငွေတွဲငွေထုတ်လာရောက်ပြုလုပ်လို့ရပါတယ်ခင်ဗျာငွေတွဲမှာဖြစ်တဲ့အတွက် deposit ကိုနှိပ်ပေးပါ ဒီနေရာမှာမိတ်ဆွေတို့ဂျိုင်းနဲ့တရနဲ့ငွေတွင်းလို့ရပါတယ်ခင်ဗျာ။ခေပင်းနဲ့ငွေတွင်းတွေကိုကြည့်လိုက်အောင်။ခေပင်းကိုနှိပ်ပါ။အပေါ်တော့မှာငွေတွင်းမဲ့ပမာဏကိုထည့်ပေးပါခင်ဗျာ။ဒီခေပင်းဖုန်းနံပါတ်ဆိုနေရာမှာမိတ်ဆွေတို့ရဲ့ခေပင်းဖုန်းနံပါတ်ကိုထည့်ပေးပါ။ကျွန်တော်ကတော့ဒီမှာနမူနာလေးဖြည့်ပြပေးတော့ပါမယ်။ တင်းအီခေပေအကောင့်ကန်ဆောင်လိုမျိုးဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ခေပေအကောင့်ကန်ဆောင်လိုအမည်ကိုထည့်ပေးပါမွေတွင်ပမာဏ KP ဖုန်းနံပါတ် KP အမည်ကိုထည့်ပြီးတော့ရင်တော့အပေါ်မှာအတက်ဖြစ်နေတဲ့ agent ဖုန်းနံပါတ်ကို copy ယူပြီးတော့မိမိရဲ့ KP ထဲမှာငွေတွက်လွှဲပေးပါခင်ဗျာ အတက်ဖြစ်နေတဲ့ agent ဖုန်းနံပါတ်ကိုငွေလွှဲပြီးတော့ရင်တော့ရလာတဲ့ငွေလွှဲလုပ်ငန်းစမ်းမအလုံး20 transition ID အလုံး20ဆိုတာရှိပါလိမ့်မယ်။ဒါကိုဒီ KB ဆက်လုံးဆောင်မှုအမတ်ဆိုတဲ့နေရာမှာပြန်လာပြီးတော့အမှန်ကန်စွာဖြည့်ပေးပါခင်ဗျာ။အလုံး20လုံးကိုအမှန်ကန်စွာဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာ။ ငွေတွင်းတဲ့ပမာဏ KB ဖုန်းနံပါတ် KB ရဲ့အမည် KB စဲလုံးဆောင်မှုအမှတ်အလုံး20လုံးကိုမှန်ကန်စွာဖြည့်ပြီးသွားရင်တော့အောက်မှာ conference ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ငွေတွင်းတာအောင်မြင်တော့ပါပြီခင်ဗျာငွေတွင်းပြီးတော့15မိနစ်အတွင်းငွေဝင်မှုဆိုရင်တော့ customer service မှာတွားရောက်ပြီးတော့ဖြည့်ရှင်းလို့ရပါတယ်ခင်ဗျာဒါကိုကျွန်တော်ဗီဒီယိုအဆုံးမှာ customer service တွားတဲ့နေကိုထည့်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ဝေးနဲ့ငွေတွင်းမျိုးကြည့်အောင်အပေါ်တော့မှငွေတွင်းနဲ့ပမာဏကိုထည့်ပေးပါတင်ဤဝေးပေဖုန်းနံပါတ်ဆိုရင်မိတ်ဆွေတို့ရဲ့ဝေးပေဖုန်းနံပါတ်ကိုထည့်ပေးပါခင်ဗျာ။ တင်ရေးဝေးပေးအကောင့်ကန်ဆောင်လို့အမည်ဆိုနေမှာမိတ်ဆွေတို့ရဲ့အကောင့်အမည်ကိုထည့်ပေးပါဒီတောင်းချက်ကိုထည့်ပေးရင်တော့ဖုန်းစံတိုင်းမှာအပေါ်မှာ active ဖြစ်နေတဲ့ agent ဖုန်းနံပါတ်ကို copy ယူပြီးတော့ဝေးထွက်မှာအရင်ဆုံးငွေသွားလွှဲပေးပါခင်ဗျာငွေလွှဲပြီးရလာပြီးရလာတဲ့ဝေးလုပ်ငန်းစဉ်အမှတ်ကိုဒီ transition id ဆိုတဲ့နေရာမှာပြန်လာပြီးတော့ man can ဆိုတာဖြစ်ပြဖို့လိုအပ်ပါတယ်ခင်ဗျာဝေးမှာငွေလွှဲတဲ့ screenshot ကိုတောင်းရင်တော့ဒီမှာအပေါင်းဆွဲနေရာလေးကိုနှိပ်ပြီးတော့ငွေလွှဲတဲ့ screenshot ကိုထည့်ပေးပါခင်ဗျာအာငွေလွှဲတဲ့ screenshot ကိုမတောင်းဆိုရင်တော့ထည့်ပေးစရာမလိုပါဘူးခင်ဗျာငွေတွင်းတဲ့ပမာဏဝေးပေးဖုန်းနံပါတ်ဝေးပေးအမည် ဝေးလုပ်ငန်းစဉ်အမတ် transaction ID ကိုဒီမှာထည့်ပြီးတော့ရင်ဆိုရင်တော့ကျွန်တော်တို့ confirm ကိုနှိပ်လို့ရပါပြီခင်ဗျာဒါဆိုရင်ငွေတွန်းတာအောင်မြင်တော့ပါပြီငွေတွန်းလို့မဝင်ရင်တော့ customer service မှာဖြည့်ရှင်းလို့ရပါတယ်ခင်ဗျာဗီဒီယိုရဲ့အဆုံးမှာကြည့်ပေးပါကျွန်တော်တို့ဝေးပေးခေပေးနဲ့ငွေတွင်းရပြင်ဒီမှာ okay ချက် 1 pay CB pay အစရှိတဲ့ပြင်မှာ pay တင်နေငွေတွန်းလိုက်ရပါတယ်ဒီငွေတွန်းနေတွေကလည်း KB ဝေ pay နဲ့အတူတူပါပဲခင်ဗျာ bank transfer နဲ့ငွေတွန်းရနော် bank transfer ဝင်နေလိုက်ပါအပေါ်မှာငွေတွန်းတဲ့ပမာဏကိုထည့်ပေးပါအောက်မှာမိတ်ဆွေတို့ငွေတွန်းမဲ့ bank ကိုရွေးပေးပါ A1 bank ဆို A1 bank K bank ဆို KB bank ဆို KB bank စာရှိပြင်မှာဒီမှာ bank ၄မျိုးရှိပါတယ်ဒီ၄မျိုးတော့မိတ်ဆွေတို့ဂျန်နေတက်ရ bank ကိုရွေးပေးပါ အပေါ်ဆုံးမှာငွေတမဲ့ပမာဏကိုထည့်ပေးပါကျင်ဤဘဏ်အကောင့်နံပါတ်ဆိုနေမှာမိတ်ဆွေတို့ရဲ့ KBZ ဘဏ်အကောင့်နံပါတ်ကိုထည့်ပေးပါကျင်ဤဘဏ်ကောက်ကန်ဆောင်လို့မြည်ဆိုနေမှာမိတ်ဆွေတို့ရဲ့ဘဏ်ကောက်ကန်ဆောင်လို့မြည်ကိုထည့်ပေးပါပြီးတော့ရင်တော့ထုံးစံတိုင်းငွေတော့လွှဲပါခင်ဗျအပေါ်မှာအတက်ဖြစ်နေတဲ့ဘဏ်အကောင့်နံပါတ်ကိုငွေတော့လွှဲရမှာပါငွေလွှဲပြီးရင်ရလာတဲ့ transaction ID ကိုဒီမှာပြန်လာပြီးတော့မှန်ကန်စွာဖြည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ရင်တော့ confirm ကိုနှိပ်လိုက်ရင်ငွေတွင်းချင်းအောင်မြင်တော့ပါပြီခင်ဗျ ငွေထုတ်နေကိုကြည့်အောင်ဒီမှာ setting အလုံးလေးကိုနှိပ်လိုက်ပါ withdraw ဆိုတာလေးကိုနှိပ်ပါခေပင်းနဲ့ငွေထုတ်မယ်ဆိုရင်ခေပင်းကိုနှိပ်လိုက်ပါငွေမထုတ်ခင်မှာတိထားမှာကမိတ်ဆွေတို့အနေနဲ့ ကိုရေးအချက်လက်ကို ဖြည့်ထားဖို့လိုအပ်ပါတယ်ခင်ဗျာကိုရေးချက်လက်ဖြည့်နေဖို့လည်း customer service မှာတော်ပြီးတော့ကြားယူလို့ရပါတယ်ခင်ဗျာအပေါ်မှာငွေထုတ်မဲ့ပမာဏကိုထည့်လိုက်ပါဒီ message ရဲ့ KP ဖုန်းနံပါတ်ကိုထည့်လိုက်ပါကျွန်တော်နမူနာထည့်ပြမှာဖြစ်ပါတယ် ။အမမိတ်ဆွေတဲ့ KB အမီကိုထည့်လိုက်ပါ။ကြောင်ထည့်ပြီးတော့ confirm ကိုနှိပ်လိုက်တာနဲ့ approve ဖြစ်သွားရင်တော့ရပါပြီခင်ဗျာအကယ်၍မိတ်ဆွေတို့ကဖုန်းနံပါတ်ကိုချိန်ထားရဲဆိုရင်တော့ဖုန်းထဲကိုကုတ်တော့ရင်တော့အဲ့ဒီ sync code လေးကိုရိုက်ထည့်ပြီးတော့ confirm ဆိုတာလေးကိုထပ်နှိပ်လိုက်ပါဒါဆိုရင် approve ဖြစ်ပြီးတော့ငွေထုတ်တာအောင်မြင်တော့မှာဖြစ်ပါတယ်ဝေးနဲ့ငွေထုတ်နေကိုကြည့်အောင်ဝေးကိုနှိပ်လိုက်ပါ အပေါ်မှာငွေထုံးမဲ့ပမာဏကိုထည့်ပါ ပြီးရင်မိတ်ဆွေတို့ရဲ့ဝေးဖုန်းနံပါတ်ကိုထည့်ပါပြီးရင်မိတ်ဆွေတို့ရဲ့ဝေးအကောင့်ကိုင်းဆောင်တို့အမည်ကိုထည့်လိုက်ပါခင်ဗျာအားလုံးဖြည့်ပြီးသွားရင်တော့ confirm ကိုနှက်လိုက်ပါ approve ဖြစ်သွားရင်ငွေထူတာအောင်မြင်တော့ပါခင်ဗျာဖုန်းနံပါတ်ချိန်တာလို့စင်ကုတ်တောင်းမယ်ဆိုရင်တော့စင်ကုတ်ကိုထည့်ထည့်ပြီးတော့ confirm ကိုထည့်နှက်လိုက်အောင်ပါခင်ဗျာ approve ဖြစ်သွားရင်ရပါပြီခင်ဗျာငွေထုတ်လို့ reject ဖြစ်ရင်တော့ find out reason ဖြစ်ပြီးတော့ရှိပါတယ်ခင်ဗျာအဲ့ဒီမှာနေကြည့်ပြီးတော့ဘာလို့ငွေထုတ်လို့မရလဲဆိုတာကိုပြပြီးတော့မှဖြစ်ပါတယ်ခင်ဗျာအဲ့ဒီလိုငွေထုတ်လို့အဆင်မပြေရင် customer support မှာတွားပြီးတော့မေးမြန်းဖြေရှင်းလို့ရပါတယ်ခင်ဗျာ customer support တွားနေကိုကြည့်အောင်မင်းကိုနေလိုက်ပါ customer support ဆိုတာလေးကိုပြလိုက်ပါ ချက်ကိုရွေးပေးပါခင်ဗျာညီမ please လို့အရင်လို့ပို့ပေးပါအပေါ်မှာ call operator ဆိုတာလေးပေါ်လာရှင် call operator လေးကိုထပ်နှိပ်လိုက်ပါခင်ဗျာ အဲ့ဒီ call operator လေးကိုထပ်နှိပ်ပြီးလို့ရှင်မြန်မာ place လို့ထပ်ပို့ပေးပါ ကျွန်တော်ကတော့ဒီမှာထူ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 မရှိတဲ့အတွက်အခြေခံလောင်းနည်းကိုပဲတောင်းလိုက်ပါမယ်။မိတ်ဆွေတို့ကတော့ငွေတွင်းလို့မဝင်ငွေမဝင်တဲ့အကြောင်းငွေထုတ်လို့မရရင်မရတဲ့အကြောင်းအလောင်းနည်းတိကျင်တိကျင်တဲ့အကြောင်းအစားရှိတဲ့ဖြစ်ပေါ့နော်။ဒီ customer service မှာမြန်မာလိုမေးမြန်းဖြေရှင်းလို့ရပါတယ်ခင်ဗျာ။ ဒီမှာမိတ်ဆွေရဲ့ပြဿနာကိုအလွယ်တကူဖြေရှင်းလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်